ငလင်းတရင်ခံမှန်းချက်58နာရီအတွင်း5.9နဲ့အထက်ပြင်းအားရှိငလင်းလှုပ်ခတ်ဖို့80ရာခိုင်နှုန်းသေချာမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်နိုင်မှကြိုဆိုပါတယ်ဒီခုတစ်ခါမှာတော့ပြင်းငလင်းတရင်များစင်တာ Facebook page ကနေဒီနေ့ညနေပိုင်းမှာအရေးပေါ်ကြေညာထားတဲ့တရင်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ပြင်းငလင်းတရင်များစင်တာ Facebook page မှာဒီနေ့ AV လ9ရက်နေ့ညနေ4:00ခွဲအချိန်ခန့်မှာတင်ထားတာပါ သူတင်ထားတာကဘာလဲဆိုတော့သတိပြုပါ နောက်ဆက်တွဲမြေငင်းများ၌ပမာဏ5.9နဲ့အထက်လှုပ်ရှားရန်ရာခိုင်နှုန်းများလား48နာရီကျော်စိုးရင်အမှတ်80တဲ့သူလိုတာကပြီးခဲ့တဲ့ငလင်းလောက်နေနေကြမ်းမဲ့ငလင်းဟာနှစ်ရက်အတွင်းလှုပ်နိုင်တယ်လို့ဆိုပါတယ်ဘယ်ချိန်ဘယ်နေရာအတိတ်ကြတော့မပါပါဘူးသတိထားကြဖို့ပါဒီမြေငင်းသတင်းများစင်တာ Facebook page ဟာ ပြီးခဲ့တဲ့7.7ပြင်အားရှိတဲ့မလ28ရက်ငလျင်မလုတ်ခင်မှာလည်းနှစ်ရက်ကြိုတင်သတိပေးခဲ့ပါသေးတယ်။မလ26ရက်နေ့မှာတင်ထားတာတကူကစိုးရိမ်အမှတ်60ရာခိုင်နှုန်းရှိနေပြည်ပရာခိုင်နှုန်းများပြည်တွင်သတိဆောင်ပါတဲ့။သူလိုတာကငလျင်လုတ်ဖို့60ရာခိုင်နှုန်းတေချပြီးပြည်တွင်သတိထားနေပါလို့ပြောတာပါ။မလ26ရက်နေ့မှာပဲနောက်တစ်ခါ ထက်တင်ထားပါတယ်။အဲ့ဒါကတော့ရင်းကလေးစိတ်ချရမည့်အခြေအနေမရှိသေး။ပြပ80ရာခိုင်နှုန်းအပြင်ပြည်တွင်းသတိဆောင်မှာမလ26အနှစ်မှာပဲ၃ချိန်မြောက်တင်ထားတာကမကနေကျု7.0ဝန်းကျင်ပြပ58နာရီအချိန်ကျော်အထူးသတိပြု။နောက်မလ28ရက်နေ့မှာခံမှန်းထားတာကတော့ နေငလင်ခံမှန်းချက်ဟာစိုးရင်အမှတ်၌နာဤတတားစင်းကျော်ရက်တန်နေပြည်ရင်းမြေငလင်ဆက်လက်သတိပြုပါနိုးနိုးချာချာရှိပါဆိုလိုတာကငလင်လှောက်ခတ်မှုစိုးရင်မှတ်မှာပဲအချိန်၁၂နာရီကျော်အထိတည်ရှိနေရလို့ဆိုလိုပါတယ်အဲ့ဒီလိုသတိပေးပြီးနောက်တည့်မှာပဲမန္တလေးမှာ အပြင်းထန်လှောက်ခတ်ခဲ့တာပဲဖြစ်ပါတယ်ပြောချင်တာက သူခံမှန်းတဲ့လောက်မယ်ဆိုတဲ့စိုးရင်မှတ်ဟာတကယ်ပဲ လှုပ်ခဲ့ပါတယ်ဆိုတာနဲ့ပြပရခိုင်နှုန်းများရလို့ခံမှန်းတာကတော့မှားခဲ့ပါတယ်ခုလည်းပဲအာဖရာရှော့အနေနဲ့5.9နဲ့အထက်48နာရီတွင်လှုပ်နိုင်တယ်လို့ခံမှန်းသတိပေးခြင်းဖြစ်ပါတယ်အခုဆိုရင်ဒီဘိတ်ကိုငလင်းလှုပ်ပြီးနောက်ပိုင်းမှာတေးကြသူများကဆရာကြီးလားပါလားနဲ့ဝိုင်းပြောကြလုံးလို့အစိုးရအရေးကြီးပုဂ္ဂိုလ်ဖျက်လိုက်တာတွေ့ရပါတယ်စိတ်မကောင်းကြပါဘူး ငလျင်ခံမန်းတာတွေမတင်တော့ပဲလှုပ်ခတ်တဲ့သတင်းတွေပဲတင်တော့မယ်တဲ့သူ့ခံမန်းချက်တွေသည်အတေးကျဖြစ်မယ်ဆိုတဲ့ဟောကိမဟုတ်ပါဘူးခံမန်းချက်ပါ ကွဲလွဲကောင်းကွဲလဲနိုင်ပါတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်သတိထားနိုင်ကြရင်ဖြစ်အများသူငါအစိုးမပွားဖို့ဖြစ်စေမှာပါ